ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းຫນွေဦးမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမိုးကုံမြို့အနီးကိုစစ်ကောင်စီတပ်လေးချောင်းကနေဘုံကျဲဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မနေ့ကဒီဇင်ဘာလ3ရက်နေ့မနက်7:00နာရီဝန်းကျင်မှာမန္တလေးတိုင်းမိုးကုံမြို့အနီးထင်းရှူးတောင်ရွာကိုစစ်ကောင်စီကဇက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မြေပြင်အခြေအနေသိရှိသူတအူးကပြောပါတယ်။ ပြောင်းကားဘာနက်ဘက်ကထင်းရှူထောင်ပန်ကျဲတောင်ထင်းရှူချံရှူထဲမှာကြာတောင်လောလောဆယ်မျိုးထဲမှာရှိတဲ့စကားစဘက်ကထိုးစစ်စင်တာတော့မရှိသေးဘူးလို့ဆိုပါတယ်ထင်းရှူထောင်ကျင်းရွာဟာမော်ကော့အစီပိုင်းအနီးတောင်ကုန်းအမြင့်မှာတည်ရှိပြီးဘုံကျဲမှုကြောင့်ထိခိုက်တိုက်စုံမှုတော့မရှိဘူးလို့သိရပါတယ်စစ်ကောင်စီဟာမော်ကော့မြို့ပေါ်နေရာတွေကိုတရုတ်ရဲ့အကူအညီနဲ့ပြန်ထိန်းချုပ်ခွင့်ရပြီးမြို့ပြင်စီကျင်းရွာတွေမှာတော့ PDF တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားတာဖြစ်ပါတယ် လက်ရှိမော်ကွန်မြို့ရှိမြို့ကန်အလုံးနီးပါးထွက်ပြေးတင်ဆောင်နေကြပြီးစစ်ကောင်စီဘက်ကမြို့ပြင်နေရာတွေမှာထိုးစစ်ဆင်လာရင်တိုက်ပွဲဆက်ဖြစ်လာနိုင်တယ်လို့မြို့ကန်တွေကပြောပါတယ်စစ်ကောင်စီတပ်ဟာတရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့ပီကက်ဒီနိုဝင်မာလာ29ရက်နဲ့30ရက်မှာတောင်တက်မတော့ TNL လေးတင်ချုပ်ထားတဲ့မော်ကွန်နဲ့မုံမိတ်မြို့တဲကိုဝင်ရောက်လာတာဖြစ်ပါတယ်ရှင်ဆလဘီစစ်ကောင်စီနဲ့ရေကန်စကန်တို့မြေပြင်ဝေဟင်မှာစစ်ကူနဲ့ခရယံများအဆက်မပြတ်ပို့ဆောင်နေရဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် မကွေးတိုင်းငဖဲမြို့နယ်စီနရိတ်ကံပြူဟာစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များတင်ဆောင်မှုနဲ့ထွက်ပြေးမှုများရှိနေတဲ့အတွက်စစ်ကောင်မရှင်ကစစ်ကူအင်အားနဲ့ခရယံများကိုအဆက်မပြတ်ပို့ဆောင်နေရကြောင်းသိရှိရပါတယ်စစ်ကောင်မစင်ကယမနေ့ဒီဇင်ဘာလ3ရက်နေ့ကနရိတ်ကန်စခန်းသို့လန်တင်တဲ့လမ်းအောင်နှစ်ခုစလုံးမှနေ၍အင်အားအပြည့်ပါသည့်စစ်ကြောင်းတစ်ခုစီနှင့်ခရမ်းများတင်ဆောင်ထားသည့်အဆောင်အဆောင်လိုက်ပါသည့်စစ်သုံးကားကြီးငါးစီးကိုပို့ဆောင်ခဲ့ကြောင်းသတင်းရင်းမြစ်ထံမှသိရှိရပါသည် ဗစီလန်းဟောင်းကိုအင်အားနဲ့ခံရမှာကာငါစီခြေလင်းစစ်ကြောင်းနဲ့ကိုကြီးလန်းတစ်ကိုလည်းကာငါစီခြေလင်းစစ်ကြောင်းထိုးအဲ့ဒီလိုတက်သွားတယ်လို့သတင်းရှင်မြတ်ကပြောပါတယ်ပင်ကတိဒီဇမလာတရံနေကလည်းကိုကြီးရွာလန်တက်ပမာနေ၍အင်အားအပြည့်ပါကာကြီးနှစီကိုနေရီကံဘတ်သူပို့လို့ခဲကြသေးရပါတယ်။ဒါအပြင်စစ်ကောင်မရှင်ကပင်ကတိနိုဝင်မလာ30ရက်နေ့ကတည်ယူပို့ဆောင်ရေးလေရင်ဖြင့်ဝေဟင်မာတစင်ရိတ်ခါနေခရရန်တို့များကိုနေရီကံပြူအားတို့ထပ်မံပို့ဆောင်ခဲ့ပါတယ်။ တို့တို့ပို့ဆောင်ရမှာလေရင်ပေါ်မှာကြလာသည့်ရိတ်ခါတို့များကိုကောက်ယူလီစကွန်စင်တပ်ဖွဲ့ဝင်များကိုအာရခတ်တပ်တော်အင်အားကလက်နက်ကြီးစနိုက်ပါတို့ဖြင့်ပြစ်ခတ်ခဲ့သည့်အတွက်တင်ဆောင်မှုများရှိခဲ့ကြောင်းဒေသတွင်းသတင်းရှင်းပြများကပြောဆိုပါသည်ပီကတိနိုဝင်မာလာ25ရက်နေ့နဲ့26ရက်နေ့များကလေကြောင်းမပို့ဆောင်သည့်ရိတ်ခါနှင့်ခရရန်အထုတ်အချို့သည်အေအေတပ်ဖွဲ့ထံသို့ရောက်ရှိသွားမှုများလည်းရှိခဲ့ပါသည်။ နိုင်ငံကန်တဝိုက်တိုက်ပွဲများမှာအပြန်အလှန်ပြစ်ခတ်မှုများအပြင်နှစ်ဖက်တပ်ဖွဲ့များဒုံပုံများကျေချခဲ့သည့်အတွက်စစ်ကောင်စီတပ်ဖွဲ့မှတိစုံမှုများရှိသလိုအေအေဘက်မှလည်းထိခိုက်မှုရှိကြောင်းသိရပါသည်စစ်ကောင်စီကအော်တိုဘာလဒုတိယပတ်မှစတင်ကလလလရသည့်နိုင်ရိတ်ကန်စခန်းအစေပန်းအချို့မှာပိတ်မိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ခြေဆက်မိနိုင်ရန်စစ်ကွင်အင်အားများကိုဇက်နိုင်ပို့ဆောင်နေခဲ့ခြင်းဖြစ်ပါသည်အမျိုးစစ်စင်ရေးဌာနချုပ်မဆာခ905အတွင်ကို ။မကွေတန်အတွင်းမှာတရင်တပ်ဖွဲ့များအပြင်အခြားထုံးလုပ်တံများပို့ဆောင်ဆူဆောင်ထားပြီးနေရီကံဘက်မှစစ်ကူပေးနေခြင်းဖြစ်ပါလိမ့်ရှင်။ဆလဘင်ရေသာစီမှာတာသူများထံမှဆက်ကြေးလာောက်သည့်တက်ချက်ကြီးမြင်လွင်ကိုအရှင်ဖန်လိုင်းလံကဲထုံရန်စူးစမ်းသည့်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုစစ်သား6ဦးသည်ဆုံးဆွဲတဲ့တင်းကိုတင်ဆက်ပေးမှဖြစ်ပါသည် ်ပဲဗကောတိုင်းရေသာစီမြို့နယ်မှာတာသူများထံမှစက်ကြီးလာကောင်းသည့်တက်ကြည်ချင်းမြင့်လွင်ကိုအရှင်ဖမ်းမိပြီးနောက်လိုင်းလံကဲထုတ်ရန်စူးစမ်းသည့်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးခဲ့ကြောင်းတရင်3939လင်းရေသာစီမြို့နယ်အခြေဆိုင်မှာတရင်နယ်ပြန်ကြားရေးတာဝန်ခံကပြောကြားပါသည် နိုဝင်ဘာလ25ရက်နေ့ရေသာစီမြို့နယ်စစ်သားမြေအနောက်ချမ်းရှိတပ်ပိုင်မြေအဖြစ်တင်စီထားသည့်မြေယာများအတွင်တိစားဆိုင်ပြုလုပ်ကိုင်းနေသည့်တောင်သူများထံမှတက်ချက်ကြီးမြင့်လွင်ကအခကြေးငွေများလာရောက်သိမ်းယူကြောင်းသတင်းအရရေသာစီမြို့နယ်အခြေဆိုင်တရင်3934ကျဲပေါ်များကကင်းမုံဝင်းဆောင်ဆိုင်ခဲ့ကြောင်းသိရပါသည်ထို့သောဆောင်ဆိုင်နေစဉ်နံနက်7နာရီအချိန်မှရည်နာရှိမျိုးနယ်တခွဲကျဲကျွော်မှာတောင်မိုင်းနန်းစဌာနာကျုံမှာတက်ကြည်မြင့်လွင်ကိုလက်ပြပုံ၃လုံး၎င်းကန်ဆောင်သည့်တက်တဲ့ကန်ကပ်ပြားနှင့် ငွေသား12000ကျပ်ဖုန်နှလုံးဒိုင်နာမျိုးစားစနက်ပေကတစ်စင်းနဲ့ဖန်စီရမိခဲ့ကြောင်းသိရပါတယ်ထို့တို့ဖန်စီရစီခဲ့သည့်တက်ကြွကြီးမြင့်လွင်ကိုစစ်တုံမှန်ဥပဒေနဲ့အညီထိန်းသိမ်းဆောင်ရွက်ထားကြောင်းရေသာရှင်မြို့နယ်ခြေဆိုင်တရင်3934လေးကအတည်ပြုထားပါတယ်ထို့နောက်ဖန်မီပြည်နာနိုဝင်ဘာလ26ရက်နေ့မှာရေတာရှည်မြို့နယ်ဒူရန်ကျေးရွာဘက်မှအင်အား40ဝန်းကျင်ဖြင့်ကွမ်းအောင်ကျေးရွာဘက်သို့၎င်းတာမခါ634မှာကားဖြင့်အင်အား80ခန့် တခွဲချဲကျေးရွာဘက်မှစပိုင်းရည်တင်ပြီးလေချာအတိုင်းပွန်းဦးကျေးရွာဝမ်းမကြီးကျေးရွာဘက်သို့စစ်ကြောင်းထိုးလာခဲ့ကြောင်းသိရပါသည်။ထို့သောဝင်ရောက်လာသည့်အကြမ်းမဆက်တဲ့စစ်ကြောင်းကိုရေတားရှင်မြို့နယ်အခြေဆိုင်တရင်3934နဲ့ရေတားရှင်မြို့နယ်ပါကဖာတို့ကပူးပေါင်းကမိုင်းများဖြင့်အသည့်ပြင်စင်ကဆောင်းဆိုင်၍ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမိုးလဲ2:25မိနစ်4:25မိနစ်အထိကြာမြင့်ခဲ့ကြောင်းသိရပါသည်။ရန်နိုင်ခံမှုအတွင်း6ဦးတင်ဆောင်ပြီး2ဦးထိခိုက်ဒဏ်ရာရရှိကောင် တော်လရင်တက်ဖွဲ့များဘက်မှထိခိုက်မှုတစုံတရာမရှိခဲ့ကြောင်းဒါအပြင်စစ်သားများအုံကြီးသည့်အီနာကာဘုံနေတလုံးလက်ပစ်ဘုံနှလုံး equipment နှစ်ခု ME11 ကြည်ပေါက်တစ်ခုအုတ်ထုပ်ငါးလုံးဖိုက်ပိုက်ဖက်စစ်ကြီး89တောင်းတို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရပါသည်စစ်ခွေးတည်စင်ကထပ်တိုးတည်ဆုံတာမျိုးမရှိပါဘူးလက်ရှိမှာဖန်စီတဲ့တက်ကြကြီးတအူးကိုဘယ်လိုဆက်လက်အရေးယူဆောင်ရွက်သွားမလဲဆိုတော့စစ်တုံ့ဘက်ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမှာပါပါ မြန်နောက်ဖက်ကန်ဒီကျွန်တော်တို့စစ်စင်ရေးကရွေးကောက်ပွဲကိုလက်လက်မိသမျှမရရအောင်ဖျက်မဲဆိုတာစကားမကိုတတိပေးလိုက်တာပါပဲလို့တရင်3934ရေးတာစင်မျိုးနဲ့ခြေဆိုင်မှာသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောကြားပါတယ်ရှင်။ဆလဘင်အင်ဒိုနီးရှားမှာ NUCC နဲ့ NUG အနေဖြင့်အကြမ်းမတ်စစ်တမ်းနဲ့တွေ့ဆုံဆွေးနွေးခြင်းလုံးဝမရှိဟုတရားဝင်သတင်းထုတ်ပြန်ဆွဲသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအသံမင်းငယ်ကောင်စီ NUCC နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်အကြမ်းမဲ့စစ်တမ်းနဲ့တွေ့ဆုံဆွေးနွေးခြင်းလုံးဝမရှိကြောင်းတရားဝင်သတင်းထုတ်ပြန်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်က NUG အနေဖြင့်နိုင်ငံရေးဥတည်ချက်69တရားဝင်ကြေညာထားပြီးသားဖြစ်ကြောင်းအဆိုပါအမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာဥတီကျဲ၆ချက်မှစစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏နိုင်ငံရေးမှာပါဝင်နေခြင်းအားအဆုံးသတ်ရန်လက်နက်ကိုင်တပ်ဖွဲ့များအလုံးဒီမိုကရေစီနည်းကြောင်းရွေးကောက်တင်မြှောက်ထားသည့်အရက်သားဆိုရာ၏စီမံအုပ်ချုပ်မှုအားမှအပြည့်အဝထားရှိရန်၂၀၁၀စီပေါ်ခြေကံဥပဒေကိုအပြီးတိုင်ဖျက်သိမ်းရန်နှင့်ရင်းကိုပြန်လည်အသက်တွင်းရန်ကြိုးပမ်းမှုမှန်တမ်းများတိုက်ဖျက်ရန် ်သက်ဆိုင်သူများအားလုံးလက်ခံနိုင်သည့်ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကိုအခြေခံဒီဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရန်ထပ်ပေါ်လာသည့်ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်အောင်တည်ဆောက်ရန်ပရိပခအတွင်လိန်နေကြမအပေါ်အခြေခံသည့်အကြမ်းဖက်မှုများအပါအဝင် မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနှင့်အတွင်ကူပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်လို့ဖြစ်ကြောင်း ရင်းတဘောသား60ကိုစစ်တပ်ကတဘောမတူဘဲမြေတိတွေ့ဆုံဆွေးနွေးမှုများဆင်မြင်မဟုတ်ကြောင်းပြောဆိုပါတယ်။ အန်ယူဂျီအနေနဲ့အင်ဒိုနီးရှားမှမဟုတ်ဘူးအာဆီယံနိုင်ငံအချို့ကဦးစီးပြုလုပ်တဲ့ဆွေးနွေးပွဲတွေမှာတက်ရောက်ပြီးမြန်မာနိုင်ငံရဲ့အခြေအနေမှန်ကိုကဘာကနားလည်ဖို့အန်ယူဂျီနဲ့တော်လရင်အင်အားစုတွေရဲ့ရည်တည်ချက်နဲ့သဘောထားတွေကိုကဘာကသိဖို့တက်ရောက်ဆွေးနွေးကြတာ၄စီပါတယ်ဒီလိုဆွေးနွေးပွဲတွေမှာဘယ်တော့မှအကြမ်းမတ်စစ်တပ်တာဝန်ရှိသူတွေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကြတာမရှိတဲ့လို့သတင်းငယ်လည်းဆွေးနွေးကြတာမျိုးမရှိပါဘူး ။ NUG အနေနဲ့နိုင်ငံရေးဥတည်ကျက်ဆောင်ဆက်ကိုတရားဝင်ကြေညာထားပြီးဖြစ်တယ်လို့အဲ့ဒီအချက်တွေကိုအမှခံချက်မရှိပင်တွဲဆောင်ဆွေးနွေးမှုဆိုတာဖြစ်လာစရာအကြောင်းမရှိပါဘူးလို့ဥနေဖုံးလက်ကပြောဆိုပါတယ်။လက်တလောလူမှုကွန်ရက်များမှာတရင်များကိုနောက်ပြောင်သည့်ပုံစံဖြင့်ထိုးနေတဲ့လူမှုကွန်ရက်စာမျက်နှာများပေါ်ပေါက်လာပြီးရင်းစာမျက်နှာများမှာသတင်းများကိုပုံစံဖြန့်၍နိုင်ငံရေးလမ်းကြောင်းမှစရရလှုပ်ဆောင်နေတာကြောင့်ပြည်သူများအနေဖြင့်သတိပြုသတင်းစာသုံးစားရန် အန်ယူဂျီဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုန်လက်ကတတိပေးပြောဆိုပါတယ်အမျိုးသားညီညွတ်ရေးအတာမင်ငန်းကောင်စီ NUCC ကလည်းဇမနေ့ကြေညာချက်ထုတ်ပြန်ခဲ့ပြီးအင်ဒိုနီးရှားမှာစစ်တပ်နဲ့လုံခြုံရေးတွစ်ဆုံမှုမရှိကြောင်းထုတ်ပြန်ပြောဆိုပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်မည့်အလုံးယုံဆွေးနွေးပွဲဖိတ်ကြားချက်ကို NUCC အနေဖြင့်2025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ရက်စွဲဖြင့်လက်ခံရရှိခဲ့ကြောင်းအဆိုပါဖိတ်ကြားချက်ကိုရရှိပြီးနောက်အလုံးယုံဆွေးနွေးပွဲအကြီးအကျယ်အခြားပါဝင်မည့်အဖွဲ့အစည်းများလူပုဂ္ဂိုလ်များကို ်တေချာရှင်းလင်းစွာသိရှိနိုင်ရန် NUCC တို့ပြည်လဲဖြည့်ချားချက်များအရာဖြည့်ချားမှုမှာစက်မဆိုးစုကိုယ်စားလှယ်များလုံးဝမပါရှိကြောင်းတေချာမှတောင်း NUCC အတွင်းဆွေးနွေးဆုံးဖြတ်၍ကိုယ်စားလှယ်ဆွေးလုပ်ခဲ့ခြင်းဖြစ်ကြောင်း2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှ30ရက်နေ့အထိပြုလုပ်သည့်အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောင်ရေးဆိုင်ရာအတွေ့အကြုံများကိုမျှဝေစဉ်အလုံးယုံဆွေးနွေးပွဲမှာအခြားသောတော်လှန်ရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များနဲ့အတူ NUCC ကိုယ်စားလှယ်၂ဦးတက်ရောက်ခဲ့ပြီးအကြမ်းမတ်ဆိုးဆူကိုယ်စားလှယ်များနဲ့မြေတီနေရမြေတီအခြေအနေများတွေ့ဆုံခြင်းမရှိခဲ့ကြောင်း NUCC အနေဖြင့်တော်လှန်ရေးအောင်မြင်မှုကိုရှေ့ရှု၍ဖက်ဒရယ်ဒီမိုကရေစီပြည်ညမှာခရီးကဝယ်များနဲ့နိုင်ငံရေးလမ်းများမြေပုံအတိုင်းသာဆလတ်ကန်ဆွဲရက်တီသွားမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအသံမင်းငယ်ကောင်စီ NUCC ကဇမနီမှာကြေညာပါတယ်ရှင်။